ကိုက motivation speaker လားတဲ့ဒါကျွန်တော်ညီလေးတယောက်မေးတာပေါ့နော်ဒါပေတော့ကလည်းဆိုတော့ပြီးခဲ့တဲ့တစ်ရက်နှစ်ရက်ကကျွန်တော်ညီတယောက်မြန်မာနိုင်ငံမှာလည်းမတွေ့ရရမ်းကြတယ်ညီတယောက်ကနောက်ဘက်ကိုရောက်တယ်ရောက်တော့သတ်ပြစ်ဖြစ်တယ်သတ်ပြစ်ပြီးတော့သူ့မှာတငယ်ချင်းတွေပါတယ်အော်တော့ကျွန်တော်ညီမိတ်ဆက်ပေးအမိတ်ဆက်ပေးပြီးတော့ဒါငါ့ကိုဒါ online မှာ social media မှာ content တွေဖန်တီးနေတာဆိုပြီးကျွန်တော်ရဲ့ page ကိုသူကဖွင့်ပြတယ် ခွင့်ပြပြီးတော့မိတ်ဆက်ပြီးတော့မိတ်ဆက်ပြီးတဲ့ခါကျတော့အဲ့ဒီလေကကျွန်တော်ဗာမေးလဲဆိုအခုက motivation speaker လားဆိုပြီးမေးတာပေါ့ဒီမေးခွန်းလေးမေးမေးတော့ကျွန်တော်ပြန်စဉ်းစားရုပ်တရက်မေးလိုက်တော့ motivation speaker လားဆိုတော့ဟုတ်လားငါ motivation speaker လားပေါ့ပြန်ပြီးစဉ်းစားမိတယ်ပေါ့နော်တကယ်တော့ကျွန်တော် sharing လုပ်ပေးတာက motivation ပါတယ်ပြီးလို့ရှိရင် business ပါတယ် personal development ပါတယ်ဒါမျိုးတွေပေါ့နော်အဲ့လိုမျိုး sharing လုပ်ပေးတယ်အဲ motivation speaker နဲ့ပတ်သက်ပြီးလူငယ်တွေဓာတ်ထဲမှာနည်းနည်းလေးအယူဆလွဲနေတာရှိတယ် တခါလေးကလူကြီးတွေတောင်မှယူဆလွယ်တယ်တချို့လူကြီးတွေမြင်ရတာ motivation ဆိုတော့အလကား motivation မလိုဘူးဘာဖြစ်နေဖြစ်တယ်ဆိုပြီးပြောနေရတယ်တွေ့ရတယ်ပေါ့နော်အမှန်တော့ motivation ဆိုတာလိုတယ် motivation ရှိဖို့အရင်ရေးကြည့်တယ်လူငယ်တကြားထဲမှာဘာတွေဘာကြောင့်ဒီ motivation ဆိုတဲ့စကားလုံးကိုမကောင်းဘက်ကိုမြင်သွားလဲဆိုလို့ရှိရင်ဒါမှမဟုတ်ပါက motivation နဲ့ပတ်သက်ပြီးပြောနေရသူအများကြီးပဲရှိတယ်ဒါပေမဲ့သူတို့မှာလွယ်နေတာက discipline ဆိုတဲ့စီကံမရှိဘူးစီကံမရှိဘူးသူကစံပြမဖြစ်နေဘူး ံပြဖြစ်မနေဘဲနဲ့ဒီ motivation ဆိုတဲ့အကြောင်းလေးကိုထပြီးပြောနေတယ်အစည်းကမ်းတဲ့အကြောင်းလေးကိုထပြီးပြောတဲ့ခါကျတော့လူငယ်တွေကအမင်းတော်မှဘာကောင်းမှမဟုတ်သေးဘူးမင်းတို့ကစကကြီးစကကြီးပြောနေတယ်စာအုပ်ဖတ်ပြီးပြောနေတယ်ဒီလိုမျိုးတွေဖြစ်လာအောင်ဒါပြီးတော့ motivation နဲ့ရှောက်ပြောနေတယ်ကိုကိုတိုင်းကတော့ဘာ achieve မှမရသေးဘူးဘာအောင်မြင်မှမရှိသေးဘူးဆိုပြီးတော့လူငယ်တွေကအမြင်တွေလွဲလာပြီးတော့ဒီ motivation နဲ့ပတ်သက်လို့ရှိရင်သူတို့မှာ negative ဆိုတဲ့မကောင်းတဲ့စိတ်ကြီးကပိုပြီးများသွားတယ်နော်တကယ်တော့ဒီ motivation ဆိုတာအရင်ရည်ကြည့်တယ်။ motivation ဆိုတာကျွန်တော်တို့ရဲ့တော့တစ်ချောင်းမြောက်ကတူတယ် ။ဘာနဲ့တတ်တူလဲဆိုပြိုင်ကားရဲ့တော့နေတူကျွန်တော်တို့မှာအရန်ကိုအင်ဂျင်ပါဝါမြင့်ပြီးရောစောင်းဝမ်းမြန်နဲ့ပြိုင်ကားတစ်ခုရှိလိမ့်မယ်။ကျွန်တော်တို့ကမျောလင်းချက်ရှိမင်းချက်တန်းနိုင်ကိုသွားဖို့အတွက်ပြိုင်ကားတစ်ခုရှိတယ်။ဒါပေမဲ့အဲ့ပြိုင်ကားကိုတော့တော့မခွင့်မင်းနဲ့မောင်းလို့မရဘူးပေါ့နော်။အဲ့တော့ motivation ဆိုတာတော့တစ်ချောင်းလို့ပဲ။ကျွန်တော်တို့ motivation ရှိဖို့လိုတယ်ဒီဟာကိုလုပ်ချင်တယ်ဆိုတော့စိတ်လုပ်နိုင်မယ်ဆိုပြီးယုံကြည်ချက်စိတ် motivation ပေါ့နော်အဲ့ဒါရှိဖို့အရင်ရေးကြည့်တယ်အဲ့ဒါရှိမှကျွန်တော်တို့ကကိုယ်သွားချင်တဲ့ပန်းနိုင်ကိုမမောမပန်းနဲ့ခြေကုန်လက်ပန်းမကြပဲနဲ့သွားနိုင်မှာ ဂျားထဲမှာဘာလို့လဲဆိုတော့ discipline ဆိုတဲ့စီကံရှိဖို့လိုတယ်ဇွဲရှိဖို့လိုတယ်တော့မှားတာကအဲ motivation speaker တွေကပြောတယ်သူတို့ကိုယ်တိုင်လုပ်လားဆိုတော့မလုပ်ဘူးအဲ့ဒါကတိုင်ပတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်က motivation နဲ့ပတ်သက်ပြီးတော့မပြောဘူးပြောတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လုပ်လားဆိုတော့လုပ်တယ်ကျွန်တော်ကိုယ်တိုင်လုပ်တဲ့စားတော့ကျွန်တော်ပြောတာဥပမာညချင်းကတနေ့တနေ့လုပ်ကိုကျွန်တော်ပြောတယ်ကျွန်တော်ကိုယ်တိုင်မလုပ်ဘူးလားလုပ်တယ်တခါကျကျွန်တော်နှစ်နာရီလောက်လုပ်တယ်တနေ့ညချင်းကဒါမလုပ်လို့နော်မပြောင်းလို့လုပ်တယ် ဒီဘက်မှာတည့်ရတော့နားရထားဒါအမြဲတမ်းကိုယ့်ရဲ့ခန္ဓာကိုယ်ပြင်ပြီး rest အနားယူပေးရတယ်။သူ့ရဲ့စိတ်စနစ်တိုင်းပဲပေါ့နော်။ဒါပေမဲ့စနစ်တကျ vision ကမလုပ်ဘူးလားလုပ်တယ်။ပြီးရင် meditation ဖြစ်တဲ့တရားထိုင်တဲ့ဥစ္စာမလုပ်ဘူးလားလုပ်တယ်။မြန်ရောက်ထိုင်တယ်ဖះချေတာမသွားရင်မသွားမှာကိုလိုလိုနေနေမှာစိတ်ကိုညင်အောင်ထားပြီးတော့မှာတရားထိုင်နေပြီလဲလောက်တယ်အဲ့တော့ရေးကြည့်ရယ်ပေါ့နော်အဓိကလူငယ်တွေအတွေးမမားအောင်ကကြတော့ခုနလည်းမျိုး motivation အကြောင်းပြောတယ်စီကံအကြောင်းပြောတယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်စီကံရှိဖို့အရင်ရေးကြည့်တယ် ကိုယ်ကတိုင်စီကံမရှိဘူးပါဇက်ကပဲပြောနေတယ်လက်ကနေကားကားတွေလုပ်နေတယ်ဆိုလို့ရှိရင်ဒါကခုနလိုမျိုးလူငယ်တွေပြောတဲ့ subtle motivation speaker တလွဲ motivation speaker ဖြစ်သွားအောင်ခရခရခုနကတော့ငယ်ငယ်ချိုင်းသွားတယ်စကလုံးကပေါ့နော်အဲ့တော့အားကြောင့်ကျွန်တော်ကစလိတ်မတောက်ဖို့ပြောတယ်စလိတ်မတောက်ဖို့ပြောတယ်စီကံရှိဖို့ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းစလိတ်ဖြတ်တယ်အရက်မတောက်ဖို့ပြောတယ်စီကံရှိဖို့ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းအရက်ဖြတ်တယ်ဘာဖြစ်လို့လဲဆိုတော့ discipline ဆိုတဲ့စီကန်းရှိဖို့ကိုယ့်ရဲ့စိတ်ကိုကိုနိုင်ဖို့ကိုယ့်ကိုပြန်ပြီး control လုပ်နိုင်ဖို့ကိုကျွန်တော်အဓိကပေးချင်တာဖြစ်တဲ့အတွက်ကိုယ်ကိုယ်တိုင်ရှိကနေပြီးနမူနာလုပ်ပြဒါမှပဲကိုယ့်စကားကိုလက်ခံကြမှာကိုယ်ကိုယ်တိုင်ကရှေ့ကနေပြီးမှတလွဲလုပ်ပြီးမှသူများကို follow လုပ်ဖို့လိုက်ပြီးရောပြောလို့ကလုံးဝအဆင်မပြေဘူးကောနော်ဒါကြောင့်မို့လို့ကျွန်တော်က motivation speaker ဟုတ်ပါတယ်ဒါပေမဲ့ motivation speaker ဆိုတာက discipline motivation speaker စီကန်းရှိတဲ့ speaker ဖြစ်တယ် ဒါဆိုကိုက motivation speaker ကြီးပဲတီးတန်လာတယ်မဟုတ်ပါဘူး motivation speaker ကြီးပဲတီးတန်လုပ်နေတာမဟုတ်ပါဘူးကျွန်တော်ရဲ့ရည်ရွယ်ချက်ကလူငယ်တွေကိုဒီထက်ပိုပြီးတော့တိုးတက်စေခြင်းနဲ့ပြီးရင်လူလက်ပိုင်းတွေကိုရှေ့ရနေမှာဥဆောင်လမ်းပြဖြစ်စေခြင်းနဲ့ဒါကြောင့်မို့လဲကျွန်တော်ကိုယ်တိုင်ကိုယ့်ကိုလူလက်ပိုင်းလို့ခံထားတဲ့အတွက်ကျွန်တော်ရှေ့ရနေပြီးတော့စီကန်းရှိအောင်နေတယ်အနေစီကန်းအစားစီကန်းအပြောစီကန်းအစားကျွန်တော်စီကန်းရှိအောင်နေတယ်ရှားသလောက်အသိပညာကိုလိုက်ပြီးတော့စုစည်းတယ်ရှားသလောက်အသိပညာကိုလည်းပြန်ပြီးတော့မျှဝေပေးနေရဖြစ်ပါတယ် စီးပွားရေးအတွက်မှလူတွေကလည်း channel ဥစ္စာတွေကိုအောင်ဆိုင်နေမှာဖြစ်တဲ့အတွက်စီးပွားရေးကိုလည်းကျွန်တော်အဓိကထားပြီးတော့ပြောပြပေးနေရဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဘာတွေသိရမလဲဘာတွေရှောင်ရမလဲဘာတွေကိုတော့ဆောင်ရမလဲဘယ်လိုမျိုးတွေလုပ်ရမလဲဆိုတာမျိုးတွေကိုကျွန်တော်အခမဲ့အများကြီးပဲကျွန်တော်ရဲ့ content တွေထဲမှာဝင်ကြည့်လို့ရပါတယ်မျှော်ပြထားတာဖြစ်ပါတယ်အဲ့တော့လူငယ်တွေအနေနဲ့ဒီ motivation နဲ့ပတ်သက်ပြီးတော့အထင်မလွဲစေချင်ဘူးအမြင်မလွဲစေချင်ဘူးခုနလိုမျိုးကိုက motivation ယူမယ်ဆိုလို့ရှိရင်လည်းတကယ် discipline ဖြစ်တဲ့သူတွေရဲ့နောက်ကိုလိုက်ပါ ခုနကလည်းမျိုးအပြောသမားကြီးပဲတီးထိုင်နောက်တော့မနိုင်နေဘူးเนาะဒါအပြောသမားကြီးပဲမရှိမှုရှိတယ်လေကျင်နေတဲ့ကောင်တွေလည်းအများကြီးပဲရှိတယ်။လေတွေတော့အတုံးကျင်နေရယ်။တကယ်တမ်းဒီကောင်တွေလောက်တာဆိုတော့လေမလုပ်ဘူးရှိတယ်။အဲ့လိုကောင်တွေကြောင့်ပဲ motivation ဆိုတဲ့စကားလုံးကိုလူငယ်တွေအထင်တွဲနေရဖြစ်ပါတယ်။တကယ်တော့ motivation ကအရင်အရေးကြီးပါတယ်။ motivation မရှိလို့မရပါဘူး။ motivation ရှိမှအောင်ဖြစ်ပါတယ်။